chapter 138အဆမှာမတ်မုံကြီးရွာမှာအကြီးငယ်၄ယောက်ဟာရှိနေကြပြီးပြင်စမအကြီးကရှန်ရဲ့အတွက်ပင်လယ်နက်မင်းနန်းတော်သွားပြီးသင်ခန်းစာပေးတယ်ဆိုပေမဲ့ဘာလို့ဒီလောက်ကြာတာလဲဟုတ်တယ်သူမပြန်မလာချင်သေးဘူးပြီးတော့ရှန်ရဲ့ဆိုတဲ့ကလေးကဒီလောက်ကြာကြာထွက်သွားပြီးမှတခါတလေပြန်လာပြီးငါတို့ကိုမကြည့်တတ်ဘူးလားသူမကိုစိုးရိမ်နေရလားစိုးရိမ်နေဆိုတာဘာကိုပြောတာလဲရှန်ရဲ့ကငါတို့ရဲ့အမွေအားလုံးနဲ့ကျွမ်းကျင်မှုကိုတင်ယူပြီးသွားပြီးဒီကျေးရွာကတာမယ်လူတွေကတော့သူမကိုဘယ်သူမှဒုက္ခမပေးနိုင်တော့ဘူး ကောင်းပါပြီမင်းသူမကိုနှစ်သိမ့်တယ်ဆိုတာကိုမဝင်ခံရတာပဲရှန်ရဲနောက်ဆုံးတော့ပြန်လာတဲ့အခါမင်းကပထမဆုံးငုံမဲ့သူလို့ငါလောင်းရဲတယ်မှန်တယ်မင်းကအမြဲတမ်းသူမကိုချစ်တယ်တန်ရာတွေကြောက်တေးလူမျိုးပါဖြစ်တဲ့နှစ်တွေတုန်းကတော့ငါမျက်ရည်တစ်စက်မှမကြိုက်ခဲ့ဘူးသူမပြန်လာရင်ငုံမဲ့ငါမျက်ရည်တစ်စက်တော့မကြိုက်ဘူးလို့ပြောနေတော့ရှန်ရဲကဆရာကြီးတို့ဆိုပြီးခေါ်နေကအကြီးငယ်တွေကဟမ်ငါရှန်ရဲအတန်ရုတ်တရက်ကြားလိုက်ရတာလားငါလည်းကြားတယ်ပြီးတော့မင်းတို့နှစ်ယောက်ကငါ့ကိုလောင်ချင်ကြတာလား င်းတို့ကသူမရဲ့အတန်အောင်ကြားနေရပြီလို့ပြောနေကြကသူ့အချိန်မှာပဲရှန်အဲရရောက်ရှိလာပြီးပထမအဆုံးဆရာဒုတိယဆရာတတိယဆရာစတုတ္ထဆရာလို့အော်ခေါ်လိုက်ကအကြီးငယ်တွေကလည်းရှန်ရဲ့အတဲ့ကြောင့်ကြောင်းသွားပြီးအမလီဒီကလေးကတကယ်ပဲအိမ်ပြန်လာတယ်လို့ဆိုလိုက်ကရှန်အဲကလည်းသူတို့လမ်းနှုတ်ဆက်လိုက်ပါတယ်ထိုကြီးငယ်လေးရောရှန်အဲကိုမြင်သွားပြီးမျက်ရည်တွေကျနေကြကရှန်အဲကိုဝိုင်းခေါ်လိုက်ကြပြီးအကြီးငယ်တွေကလည်းရှန်အဲနောက်သွားလိုက်ကြကလာပထမအဆုံးဆရာကြည့်ရအောင်နောက်ဆုံးကြတော့ကထပ်ပူပိန်သွားတယ်လား လောကကြီးထဲမှာလဲလဲသွားနေရိုက်နှက်ခံရရလားလို့မေးလိုက်ပြီးနောက်အကြီးကတယောက်ကလည်းအကိုကြီးကောင်းလာပြီဖြစ်မယ်လို့မျော်လင့်တင်တယ်မဟုတ်လားလို့ဆိုလိုက်တာနောက်အကြီးကတယောက်ကရေလိုက်ပြီးရှန်ရဲမင်းကတော့ကြီးကောင်းလာတာပဲလို့ပြောလိုက်ပါတယ်ကူချန်းကသူတို့ရဲ့အခြေအနေကိုကြီးနေကြရဲ့ဒီကောင်မလေးကအမတ်မုံကြီးရွာကနေဒီလောက်ချက်ချမထွက်ခွာခဲ့ပါဘူးသူတို့ပြောနေတဲ့အပြောင်းလဲတွေကိုငါမမြင်ရပါဘူးလို့တွေးနေကရင်ရောကအမတ်မုံပင်ကိုလက်ညှိုးထိုးပြလိုက်ပြီးဆရာဒီပင်အားလို့ပြောနေတော့ကူချန်းကဆရာရှိနေရင်မင်းကကြောက်ရမလို့ဘူးလို့ဆိုလိုက်တာ အကြီးကဲတွေဟာကူချမ်းကိုလမ်းကြီးနေကြပြီးရှန်ရဲ့မင်းရယောက်ျားတယောက်ဘာလို့ခေါ်လာရလဲရှန်ရဲ့မင်းဒီလောက်မိုက်မေသွားလားဆရာတင်မင်းရဲ့အရာအလုံးမင်းကမိသွားတာလားချောတဲ့ယောက်ျားတွေဆိုတာမင်းလို့မတိတာတဲ့အပြိုစင်တွေကိုလက်စားတက်ကြတယ်အမှန်နဲ့မင်းတို့နှစ်ယောက်လုံးကကလေးတောင်ဒီလောက်ကြီးသွားပြီလို့ပြောဆိုနေကြတော့ကူချမ်းကိုကအယူတည်ပေးလိုက်ပြီးအကြီးကဲမခင်ဗျာကျွန်တော်ကရှန်ရဲ့အကူပါကျွန်တော်တို့ကတာမန်ညီကိုမောင်နှမပါပဲ အကြီးကဲများကျွန်တော်ဆက်ဆံရေးကိုအရင်မစင်စားမိပါစေနဲ့လို့ပြောလိုက်ပါတယ်။ယွန်ယွန်ကကျမယွန်ယွန်ကလည်းအကြီးကဲများကိုကာရဝပြုပါတယ်လို့ဆိုလိုက်ကအကြီးကဲတွေကလည်းချက်ချင်းတမျိုးပြောင်းသွားပြီးရှန်အဲကမန်းစမနေနဲ့သူကကူချမ်းကိုပါလို့ပြောပြလိုက်ကအကြီးကဲတွေက"အိုးဒါဆိုမင်းရဲ့အကူပါလား"ပြီးပြီးကူချမ်းကိုနမဲကတော်တော်ကောင်းတယ်။ကြည်စံဒီကောင်လေးကလည်းရှစ်ခိုးတက်သေးတယ်။တကယ်ပဲကောင်းတဲ့အမှုရာရှိတယ်။မှန်တယ်ကူချမ်းကိုဟုတ်တယ်ဟုတ်တယ်လို့ကြောင်တော်တော်နဲ့ပြောဆိုနေကြပါတယ်။ဒါနဲ့ခဏကြာမှအကြီးကဲတွေကထိတ်လန့်သွားပြီး ဘာလို့ဆိုလိုက်တာကြောင်တောင်နဲ့စွမ်းအင်ကိုစီကိုအုံပြုတ်လိုက်ပြီးဒါရှန်အင်ကြီးငယ်တော့ကသူမရဲ့တာဝန်ပစ္စည်းကိုကိုးခဲ့တဲ့မကောင်းဆိုးဝါးလေးမဟုတ်လားမကောင်းဆိုးဝါးလေးမင်းကဒီလောက်ခေါင်းမမာနဲ့တီကိုလာရဲတာလားမင်းမချမ်းရှင်းကူမျိုးနွယ်ရဲ့ထောက်ခံမှုရှိလို့လားဒါဆိုရင်မင်းကလုံးဝမာရွားပြီလို့ဆိုလိုက်တာတက်ပြတ်တော့မဲ့အကြီးတွေနဲ့ကြီးနေကြတော့ရှန်အင်ကဆရာများဆရာများအချက်လက်တွေမာရင်းနေပါတယ်ကျမကိုရှင်းပြခွင့်ပြုပါလို့ပြောပြနေတာအကြီးကဲတွေကလည်းရှန်မင်းမကြောက်ပါနဲ့သူဒီနေရာကနေဒီနေ့ထွက်ခွာလို့မရတော့ဘူး မှန်တယ်ဆရာတို့တွေကသူ့အမင်းအတွက်သင်ကန်းစာကောင်းတစ်ခုပေးပေးမယ်လို့ပြောနေကြပါတယ်။ကုချန်းကွာထိုအချိန်နေကြောင့်ငါ့ဘက်ကရှင်းပြခွင့်မပေးဘဲရန်ဆရှာတာလားအကြီးကဲများကျွန်တော်ဒီလောက်ရန်ညှိုးထားတယ်ဆိုရင်ဒါဆိုကျွန်တော်အချိန်ဆက်ပြုံးစရာမလိုတော့ဘူးလို့ဆိုလိုက်ပြီးအကြီးကဲတွေကကုချန်းကွယ်စကားကြောင့်တင်းနေကြကရှန်ဟဲကလည်းအကြီးကဲတွေကိုတားလိုက်ပြီးအကြီးကဲတွေကမင်းကဘာမှမသိသေးတဲ့ကလေးတယောက်ပဲမင်းကတန့်ရှင်းသောနေပဲရဲ့ထိတ်ဆုံးအစင်းလောက်ပဲရှိသေးတာကိုဒီလိုစကားမျိုးပြောရတာလားလို့ပြောဆိုနေကြတော့ရှန်ဟဲကဆရာများမစိုးရိမ်ပါနဲ့ ဒီနှစ်ကကိစ္စမှာအကြောင်းရင်းရှိပါတယ်ဆရာတွေထင်တယ်လို့မဟုတ်ပါဘူးကုချန်းကိုခဏလောက်စကားမပြောရင်မင်းတီသွားမှာလားမင်းတီကိုလာတဲ့အဓိကအကြောင်းရင်းကိုမင်းကမိသွားလားပထမဆုံးဆရာဒုတိယဆရာကျမစကားနားထောင်ပေးပါလို့ပြောလိုက်ပါတယ်ရှန်ရဲကအဖြစ်အပျက်တွေကိုရှင်းပြပြီးနောက်ခဏအကြာမှာဒါဆို तू ကမွေးရပါမကောင်းစွာနှလုံးသားနဲ့မွေးဖွားလာတယ်နားလဲပြီးဒီလောက်ထိအများကြီးဖြစ်ပျက်ခဲ့တယ်ဆိုတာမယုံနိုင်စရာပဲရှန်ရဲမင်းတီချလား तू ကမင်းကိုလဲစားဖို့အတွက်အဲ့ဒီအရာအလုံးမလောက်ချန်ထားတာတေချတာလားလို့မေးလိုက်ပြီးရှန်ရဲကလည်း တတ်ရက်ဆရာဆရာထင်တာကျမဒီလောက်မိုက်မဲတယ်လို့ဆိုလိုတာလားလို့မေးလိုက်တာအကြီးကြီးကလည်းမင်းပြောတာမှန်တယ်။ तू ကတကယ်ပြစ်မှုရှိခဲ့ရင် तू ကိုယ်တိုင်ဒီကိုလာမှာမဟုတ်ဘူးလို့ပြောဆိုနေကြတော့ရုတ်တရက်မမှုပင်ကနေဘာကိုကြည့်ရလဲဆိုတဲ့အတန်ဟာသွက်ပေါ်လာပြီးရှန်ရဲနဲ့အကြီးကြီးတွေဟာကြောင်သွားကြကအကြီးကြီးကအရှင်တာကိုရောင်းလာအရှင်တာကိုရောင်းကဒီမကောင်းဆိုးဝါးလေးနဲ့စကားပြောဖို့ရွေးချယ်လိုက်တယ်လို့ပြောဆိုနေကြပြီးကူချန်းကိုကဘာမှမဟုတ်ပါဘူးဒီအကြီးကြီးရဲ့စွမ်းအားရှောက်ချက်ကကျွန်တော်တပည့်ရင်ယုံဟာနဲ့တူနေလို့ပါလို့ပြောပြလိုက်တယ်။သူမတ်ပုန်ပေကြီးကလည်း ငါတို့မြောက်ဟာတကယ်ပဲမူလအစကြောင်နှက်ဆိုင်တဲ့ဆက်သွယ်မှုတွေရှိနေတယ်။ပြီးတော့သူမဘာတွေတွေးနေတယ်ဘာတွေခံစားနေရတယ်ဆိုတာငါအလိုလျောက်နားရတယ်လို့ပြောပြလိုက်တာ။ယင်ကလည်းဆရာကျမလည်းခံစားရတယ်။ဒီမှာအမကြီးတယောက်ရှိနေတယ်လို့ပဲလို့ပြောပြနေပြီးရှန်ကလည်းယင်ယုံရဲ့အပြုတ်မှုကြောင့်ယင်ယုံတာဝရောင်းအမနဲ့တကယ်ပဲဆက်သွယ်မှုတွေရှိနေတာလား။ဒါကတော့ကံကြမ္မာတကူပဲလို့ထင်ရတယ်။ဟုတ်တယ်မလားလို့ပြောနေကအကြီးကဒီကောင်မလေးမှတကူကူတူးခြားတာရှိလားလို့ပြောဆိုနေကြပါတယ်။ ူမတ်မွန်ပင်ကလည်းငါစီလာပါရေယုံလို့ခေါ်လိုက်ပြီးရေယုံကလည်းဆရာလို့ကြက်ကြောင်နဲ့ပြောနေကကူချန်းကရေယုံကငါ့ရဲ့အဖိုးတန်တပည့်ပါအကြီးကဲအကြီးကဲကသူမတ်ကိုမကောင်းတဲ့အသွေးမရှိပါစေနဲ့မဟုတ်ရင်ကျေးဇူးပြုပြီးကျွန်တော်အကြီးကဲကိုတိုက်မိမှာကိုအပြစ်မတင်ပါနဲ့လို့ပြောလိုက်ပြီးရှန်ရဲတို့ကလည်းကူချန်းကရဲ့အပြုမှုကြောင့်ဒီခွေးကောင်အားလို့ပြောဆိုနေကြတော့သူမတ်မွန်ပင်ကနေရုတ်တရက်စွမ်းအားတွေကထွက်ပေါ်လာနေတာ ူချန်းကိုရဲ့အပြုမူကြောင့်ရေလိုက်ပြီးသူမအတွက်မေရငါ့ကိုချင်းချောင်းပါလားစိတ်ဝင်စားစရာပဲဒါပေမဲ့မင်းနဲ့ညီုံနှစ်ယောက်ကြားဆက်သွယ်မှုငါခံစားမိတယ်ဒါကြောင့်မင်းစိတ်ပူစရာမလိုပါဘူးလို့ပြောလိုက်ပါတယ်ူချန်းကရုံရုံလာခဲ့ပါလို့ခေါ်လိုက်ပြီးသူမမုံမင်ကနေစွန့်ရင်ကထွက်ပေါ်လာနေကရှန်ရဲကသူ့အခြေအနေကြောင့်အမတာကိုရောက်ကကျမတို့သူ့စီကနေခွဲထုတ်နေရလားသူမောက်တခါမှတော့မတွေ့ဘူးသေးဘူး။ဂူချန်းကိုအတွက်ဘာလို့ဒီလိုလုံနေရတယ်လဲလို့ပြောလိုက်ပြီးအကြီးကဒီကောင်လေးမှစိတ်ဝင်စားစရာနဲ့စမ်းချတဲ့အရာတွေရှိတယ်လို့ပဲ ဒါပေမဲ့အရှင်သာကိုရောင်းရှိနေတာဆိုတော့မတို့စိတ်ပူစရာမလိုတော့ဘူးထင်တယ်လို့ပြောလိုက်တယ်ဒီလိုနဲ့ရုတ်တရက်မမုတ်ပင်ကနေလူတယောက်ဟာတပြေးပြေးထွက်လာနေကသူ့သူဟာမင်းကလေးဖြစ်နေပြီးသူမထွက်လာနေတော့ယုံယုံအပါသူမစီကိုတပြေးပြေးရောက်သွားပါတယ်ကူချန်းကွာသူ့အဖြစ်ကြောင့်တိုက်ခိုက်တော့မဲ့အချိန်ရုတ်တရက်ကြောင်သွားပြီးသာကိုရောင်းကကူချန်းကိုကြီးလိုက်ကမကောင်းစွာနှလုံးသားဟုတ်လားငါနားလေပြီလို့ဆိုလိုက်ကကူချန်းကွာအကြီးကအကြီးကကျွန်တော်စောက်ကြည့်နေတာလားလို့မေးလိုက်ပြီးသာကိုရောင်းက ဘာလို့လဲမင်းရဲ့လူဝတ်ချက်ကိုငါရှာတွေ့သွားလို့မင်းရဲ့မကြည်မနှက်ဖြစ်နေတာလားလို့မေးလိုက်ပါတယ်။ဦးချိုင်းကသူ့စကားကြောက်အယူတည်ပေးလိုက်တာလောကမဟုတ်ပါဘူးအကြီးကဲအကြီးကဲစွားတွေကလောကအံ့ဩစရာပါအကြီးကဲစွမ်းရည်တွေကိုကျွန်တော်ကလေစာမိပါတယ်လို့ပြောလိုက်ပြီးကူချန်းကမင်းမြင်နေရတာငါမင်းကိုပြသခြင်းနဲ့အရာပဲလို့တွေးနေကသူမကလည်းယုံယုံချီသားပြီးစွမ်းရည်တချို့ကိုအသုံးပြုနေရင်မင်းရဲ့အပြုံးနေတာတကယ်ကိုအတူအောင်ပြင်းနေတယ်ဆိုတော့ဘယ်သူမှမပြောဘူးလားလို့မေးလိုက်ပြီးကူချန်းကအကြီးကဲယုံယုံဘာလုပ်နေရလဲလို့ပြန်မေးလိုက်တာ ။ "तू မလည်း तू မမှာရှိနေတဲ့တာအိုတန်ရာတချို့တန့်စင်ပေးနေတာ။ तू မလည်းငတ်ညီမလိုပဲဖြစ်နိုင်တယ်။မိသားစုလိုတောင်ဖြစ်နေပြီ။ယုံယုံကျမမင်းစီပြန်အပ်မယ်။ဒါပေမဲ့မင်းက तू မရဲ့စပင်တချောင်းကိုထိခိုက်ရင်ငါမင်းကိုမချမ်းသာပေးဘူးလို့ပြောလိုက်ပါတယ်။ဦးချမ်းကအကြီးငယ်ကျေးဇူးပြု၍ဒီလိုမပြောပါနဲ့။အားနေသူတွေကိုနှိမ့်ဆက်တာကျွန်တော်ဘယ်တော့မှမလုပ်တဲ့အရာပါလို့ပြောလိုက်ပြီး तू မကလည်းမင်းကငါ့ကိုရွေ့ပြောနေတာလို့မြည်လိုက်ကဦးချမ်းကအကြီးငယ်ဘာလို့ဒီလိုပြောနေရလဲ။ကျွန်တော်ဒီလိုပြောဖို့မရည်ရွယ်ခဲ့ပါဘူးလို့ပြန်ပြေလိုက်ပြီး ။သူမကလည်းကူချန်းကိုရဲ့အပြုတ်မှုကြောင့်ရေလိုက်ကစိတ်ဝင်စားစရာပဲ။မင်းတို့လူမျိုးငါကြကြမတွေ့ရတော့ဘူး။မင်းတို့လူမျိုးစောစောကနေရတွေ့ခဲ့ရင်ဖြစ်နိုင်တယ်။ငါတီပွားမှာဒီလောက်ပြင်းစရာမကောင်းတော့ဘူးလို့ဆိုလိုက်ပြီးသူမဟာခဏသိမ့်သိမ့်နေကရှန်ရငါတပည့်တစ်ဝက်လောက်ရှိနေပြီ။ငါဒါကြောင့်မင်းတို့နှစ်ယောက်ကြားထဲကကိစ္စတွေကိုပြေလည်သွားပြီဆိုတော့ဒီကိစ္စတွေအကြောင်းငါထပ်မပြောတော့ဘူး။မင်းရဲ့ငွေရပါမကောင်းစွာလက္ခဏာတွေအကြောင်းဆိုရင် ငါမင်းကိုကူညီလို့မရဘူးဒါပေမဲ့ဒီပန်းပြားကိုယူပြီးငါ့ကိုကျေးဇူးဆက်ရမယ့်လူအိုတယောက်ရှာပါ။ तू မတည်တင်းရင် तू မင်းကိုကူညီနိုင်လောက်တယ်ဆိုကပန်းပြားတစ်ခုကိုပေးလိုက်ပါတယ်။ကူချန်းကသူ့ပန်းပြားကိုယူလိုက်ပြီးကျေးဇူးတင်ပါတယ်အကြီးငယ်လို့ဆိုလိုက်ကကူချန်းကပြုံးနေပြီးနောက်တစ်ခါကံကောင်းမှုတစ်ခုရလိုက်ပြီးဒါရှိပြီဒါပဲလို့တွင်းနေကတာဝရောင်ကလည်းပျောက်သွားပြီးကောင်းပြီညုံညုံဒီလိုကောင်းကောင်းခရူးဆိုင်တဲ့အတွက်စုလက်ဖြစ်တတ်မှတ်လိုက်ပါလို့ပြောလိုက်ကသူ့ချင်းတွေကိုကြီးနေကြတဲ့အကြီးငယ်တွေက အသားစီပြောက်သွားပြီးအရှင်တာဝရောင်ကဒီကောင်လေးကိုအတိမတ်ပြုတ်သွားတယ်လို့ပဲဒီကောင်လေးကမစိုးအသက်ငယ်ငယ်နဲ့တန့်ရှင်တော်နေပဲရဲ့ထိတ်ဆုံးအဆင့်ကိုရောက်နေပြီလို့ပြောဆိုနေကြပါတယ်။ရှန်ရဲကကူချန်းကိုနောက်လာပြီးကူချန်းကိုအမတာဝရောင်ကမင်းကိုဘာပြောခဲ့လဲလို့မေးလိုက်ကကူချန်းကက "तू မငါ့ကိုပြောတာလား"လို့ဆိုနေတော့ရှန်ရဲကပြုံးပြီးနားထောင်နေကကူချန်းကက "तू မငါ့ကိုအတိမတ်ပြုတ်တယ်" မင်းအကူအဖြစ်ဒီတော့ဒုက္ခရောက်ရတာကိုနောက်ပိုင်းမှာမင်းကငါ့ကိုပူနာထောင်ပြီးယူတီလိန်မာရမယ်လို့ပြောပြလိုက်ပြီးရှန်ရဲဟာထိုစကားကြောက်တခါတည်းကြီးမှန်သွားတဲ့မျက်နှာဖြစ်သွားရင် chapter 138ကဒီမှာတင်ပြီးသွားပါတယ် chapter 139အစမှာရှန်အဲရဂူချန်းကိုစကားကြောက်စိတ်ဆူးနေပြီးမင်းမပြောပြခြင်းမပြောပြနဲ့မင်းမပြောပြရင်ငါကိုယ်တိုင်တော်ပြီးမယ်လို့ပြောလိုက်ကဂူချန်းကိုကအကြီးကဲတွေနားကိုတွားလိုက်ပြီးအကြီးကဲများဒီနှစ်ပေါင်းများစွာရှန်အဲကိုပြုစုဆောက်ရှောက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။သူမရဲ့အကူအညီနဲ့ဒီကိစ္စမှာပါဝင်ခဲ့တဲ့အတွက်ကျွန်တော်အပြည့်ရှိတယ်လို့ခံစားရတယ်လို့ခံစားရပါတယ်။စိတ်မရှိရင်ကျွန်တော်စီမှာအရေးသွေးကောင်းတဲ့အနက်ဖျားဆေးပင့်တွေအများကြီးရှိတယ်။အကြီးကဲများလက်ဆောင်အဖြစ်ဆက်သချင်ပါတယ်လို့ပြောလိုက်ပြီးအကြီးကဲတွေက ိုးဂူချန်းကိုမင်းကတကယ်ပဲစဉ်းစားတတ်တာပဲမင်းနဲ့ရှန်ရဲကြားမှာဒီလိုကိစ္စတွေရှိမှန်းငါတို့မသိခဲ့ဘူးလို့ပြောပြလိုက်တယ်ရှန်ရဲကတာအိုရောင်အမအကိုစကားပြောနေကမွေးရပါမကောင်းစွာနှလုံးသားဂူချန်းကမှမွေးကနေရဒီအရာရှိမှန်းငါမထင်ထားမိဘူးလို့ပြောဆိုနေပြီးအနောက်ဘက်ကနေဂူချန်းကအားလုံးကနားလည်မှုလွဲမှားမှုတကူပါပဲစိုးရင်စရာမလိုပါဘူးလို့ပြောဆိုနေကတာအိုရောင်ဆိုသူကဂူချန်းကမှမွေးရပါမကောင်းစွာနှလုံးသားရှိတယ်တီးစင်နေဖို့နဲ့တတိထားဖို့အတွက်သူ့ရဲ့မကောင်းစွာနှလုံးသားကိုအဆက်မပြတ်နေနေနေရတယ် ဒါကြောင့်မင်းရဲ့တာဝအယူကိုအရင်ကတူးတူခဲ့တာသူ့ရဲ့မကောင်းဆိုးဝါသဘောတဘာဝကြောင့်ဖြစ်နိုင်တယ်လို့ပြောလိုက်ပြီးရှန်ရဲကထူစကားကြောင့်ဒါဆိုပြောရရင်ဒီတာဝအယူကသူ့ရဲ့မကောင်းဆိုးဝါသဘောတဘာဝကိုနေနေနိုင်တယ်လို့ပြောတာလားလို့မေးလိုက်တာတာဝရောင်းကဟုတ်တယ်လို့ပြန်ပြေလိုက်ပါတယ်ရှန်ရဲကဒါဆိုရင်ကျမရဲ့တာဝအယူသူ့ကိုပေးပြီးတန်းစင်ခွင့်ပေးရင်ဒါအလုပ်ဖြစ်သေးလားလို့မေးလိုက်ပြီးတာဝရောင်းကမင်းတာဝလောက်ရင်တိတ်အကျိုးမရှိဘူးမကောင်းဆိုးဝါသဘောတဘာဝပြောင်းလဲတယ်လေ လက်ရှိမှာသူ့မကောင်းဆိုးဟာတဘာဝကိုသူ့ရဲ့တာကိုစွမ်းရင်နဲ့နေနေထားပြီမဲ့သူ့ရဲ့မကောင်းဆိုးဟာစွမ်းအားတာကိုစွမ်းရင်ထက်ပိုပြီးအာကောင်းတဲ့အခါဒါဆိုရင်ဘာဖြစ်မယ်ဆိုတာကိုမပြောတတ်ဘူးလို့ပြောပြနေတာရှန်အဲဟာသူ့စကားကြောက်ဂူချန်းကိုလမ်းကြည့်နေပါတယ်ဂူချန်းကိုတို့နေရာမှာအကြီးကြီးတယောက်ဟာရဲနေကမင်းကတကယ်ပဲလောက်ရီကန်ရင်ရှိပြီးချောမော့တဲ့သူတယောက်ပဲရှန်းကိုမင်းအခုစစ်ဆက်ထားပြီးပြီလားလို့မင်းနေပြီးဂူချန်းကိုကလည်းကျွန်တော်စစ်ဆက်ပြီးသားပါလို့ပြန်ပြေလိုက်ကအခြားအကြီးကြီးတယောက်ကလည်းချမ်းကိုစလိတ်တောက်ချင်လာလို့မင်းနေပြီးချမ်းကိုကလည်း အာကျွန်တော်စလိတ်မတောက်ပါဘူးလို့ပြန်ပြေလိုက်တာနောက်တစ်ယောက်ကလည်းအဆင်ပြေပါတယ်မင်းဒုတိယဇနီးယူလို့ရသေးတယ်ဒီကြေးရွာမှာအပြိုတွေအများကြီးရှိတယ်မင်းကြီးကျင်လာလို့ပြောဆိုနေပါတယ်ကျန်အဲဟာကူချန်းကိုတော့အချိန်နေကိုကြီးနေပြီကျမသူ့ကိုကူညီချင်တယ်ဒါအခက်ခဲတယ်လားပြင်ရင်တော့ကျမစမ်းကြည့်ဖို့ဆန္ဒရှိတယ်လို့ဆိုလိုက်တာတာဝရောင်းကရှန်ရဲမင်းလို့ဆိုလိုက်ပြီးရှန်ရဲကရုတ်တရက်ကူချန်းကိုလို့ခေါ်လိုက်တာကူချန်းကိုကလည်းကြောင်သွားပြီးရှန်ရဲကမင်းကရှင်းရှင်းပဲပညာတတ်တဲ့အောင်ဖြစ်နေပြီမိမျက်တော်ရေကန်ထဲမှာဘာလို့ဒီလိုမိုက်မိတဲ့အမအကိုလုံမိတာလဲလို့မေးလိုက်တာ ဦးချန်းကဟမ်၊ तू ကဘာပြောနေရလဲ။ तू တန်ခတ်ခံရှင်နေပြီလား။ပြတ်သက်တပတ်အနေငယ်ကြာသူ့ကိုငါပေးတဲ့ပြစ်ဒဏ်တွေကမလုံလောက်သေးဘူးလားလို့ပြောလိုက်ပါတယ်။ရှန်ရဲကဒါအသေးတလက်ကိုထုတ်လိုက်ပြီးကျမရဲ့တာဝအယူကိုသူပြီးမင်းကိုပြင်းမင်းရဲ့မကောင်းဆိုးဝါသဘာဝကိုနေနေနိုင်မှာဖြစ်ပြီးအရင်ကလိုအရာတွေထပ်မဖြစ်တော့ဘူး။ဒါကကျမကိုယ်တိုင်ရွေးချယ်တာပါဘယ်သူမှကျမကိုဒါလောက်ခိုင်းတာမဟုတ်ဘူးလို့ပြောလိုက်တာ။"သူမရဲ့စကားကြောင့်အကြီးကြီးတွေနဲ့ကုချမ်းကိုတို့ဟာကြောင်သွားပြီး ရှန်အဲကလူမကင်ထားတဲ့ဓာတ်နဲ့ကိုကိုကိုပြန်ထိုးဖို့လုပ်နေရင်မင်းကကျမတက်ပို့ပြီးဒါကိုလိုအပ်နေတာလို့ပြောလိုက်ကရှန်အဲကသူ့ကိုယ်သူဓာတ်နဲ့ထိုးတော့မဲ့ချိန်ကူချန်းကိုဟာအလျင်မြန်သူမရဲ့ဓာတ်ကိုဖမ်းဆုပ်လိုက်ပါတယ်။ကူချန်းကိုဟာသူမရဲ့လှုပ်ရက်ကြောင့်ကူချန်းအဲမင်းပါလုံးနေတာလေမင်းဒီလိုလှုပ်ရင်မင်းရဲ့စွမ်းအားတွေအတွက်အခြေခံအုတ်မြစ်ကိုထိခိုက်စေမှာတိလားဒီလိုမိုက်မဲတာကိုရက်လိုက်ပါမင်းဒီလိုထက်လှုပ်ရင်ငါမင်းကိုအင်တာပေါက်ထဲမှာပိတ်ထားမယ်လို့អော်ပြောလိုက်ပြီးရှန်အဲကလည်းမျက်ရည်ဝဲနေရင်မင်းမင်းကမိုက်မဲတာပါ ကျမမှာတာဝော်ယူမရှိတောင်လို့ပြောနေတော့ဦးချမ်းကသူမကင်ထားတဲ့ဓာတ်ကိုလွတ်ပစ်လိုက်ကရုတ်တရက်ရှန်အဲကိုဖတ်ထားလိုက်ပြီးအယူမလေးရေငါကမင်းရဲ့အကူပါငါကမင်းရဲ့အကူဖြစ်ပြီးအသက်ဆက်ရှင်နေဖို့ငါ့ညီမရဲ့အယူတွေကိုလိုအပ်တဲ့အဆင့်ထိတော့မရောက်သေးဘူးလို့ဆိုလိုက်ကရှန်အဲကလည်းဒါပေမဲ့ဒါပေမဲ့မင်းကမကောင်းဆိုးဝါနှလုံးလို့ဆိုနေတော့ကူချန်းကူကမကောင်းဆိုးဝါနှလုံးပဲလေဒါကိုကင်တယ်ဖြေရှင်းဖို့ကငါ့မှာနီးဟန်ရှိတယ်ငါကကူချန်းကူပဲလေလို့ပြောလိုက်ကရှန်အဲကလည်းဒါပေမဲ့လို့ပြောနေတော့ကူချန်းကူက ဒါပေမဲ့ဆိုတာမရှိတော့ခုနကပဲအကြီးကဲတာအောင်နဲ့ငါစကားပြောပြီးသွားပြီ။သူမကငါမကောင်းဆိုတာနှလုံးသားကိုကင်တွေဖြည့်ရှင်းပြီးတကူအကြောင်းအဆူပြုထားတယ်။မင်းဒီလိုအပေါ်လုပ်တွေလုပ်ပြီးငါ့ကိုဆက်စိတ်ပူစီစရာမလိုတော့ဘူးလို့ပြောလိုက်တာ။ကုချမ်းကွာသူ့အချိန်နေကြ။ငါသူမကိုလက်စားတာလွန်သွားပြီလားလို့တွေးနေပါတယ်။အကြီးကဲတွေဟာကုချမ်းကိုတော့မောင်နှမအချိန်နေကိုကြီးနေကြပြီ။ကုချမ်းကွာဒီလိုနူးညံ့တိမ်မွေးတဲ့အကိုတယောက်ဖြစ်မဲ့လို့ငါမထင်ထားမိဘူး။အရင်ကငါတို့မင်းကိုနားလည်မှုလွဲသွားခဲ့ကြတာ။သူတို့နှစ်ယောက်ကြည်စမ်းပါ ညီကိုမောင်နှမဆက်ဆံရေးကအရန်ကောင်းကြတယ်လို့ပြောဆိုနေကြကဂူချန်းကကောင်းပြီ။ငါရဲ့အဝိဇ္ဇာပုံမှာမိရဲ့နှက်ချီတွေကိုတုတ်တာရက်လိုက်ပါလို့ပြောလိုက်ပြီးရှန်ရဲကခဏကြောင်ကငါငါမင်းကိုထက်ကိယူမဆိုင်တော့ဘူးလို့ရှက်ရှက်နဲ့អော်ပြောလိုက်ပြီးဂူချန်းကိုတိုက်ခိုက်လိုက်ပြီးဂူချန်းကအပေါ်ခုန်တက်လိုက်ရင်အမြန်ရှောင်ရှားလိုက်ကအပေါ်ကနေဂူချန်းကအကြီးကဲများကျွန်တော်မှကြီးစားရှိတယ်လို့အရင်ထွက်ခွာပါမယ်။ရင်ုံရဲ့တာဝန်တန်ရာတွေကမပြောက်သေးလို့သူမနဲ့ရှန်ရဲကိုအကြီးကဲများစီမှာပဲထားရစ်ခဲ့ပါမယ်။ကျေးဇူးပြုပြီးသူတို့ကိုကြီးကျူစောင့်ရှောက်ပေးပါလို့ဆိုပြီးထွက်ခွာသွားပါတယ်။ အကြီးကဲတွေကလည်းကူချမ်းကိုနှုတ်ဆက်လိုက်ပြီးချမ်းကို ပြန်လာဖို့မမိနဲ့ငါမင်းကိုတကယ်ကြိုက်တယ်ချမ်းကိုရှန်ရဲကမင်းကိုနှုတ်ဆက်ရတာအယမ်းမလွယ်တာကိုကြည့်စမ်းပါမင်းထွက်သွားရင်သူမဆန့်ငုံမယ်ဆိုတာသိကြတယ်လို့អော်ပြောလိုက်ကရှန်ရဲကလည်းအကြီးကဲတွေရဲ့စကားကြောင့်ဘသူကငါငုံမယ်လို့ပြောတာလဲသူဒီကနေပြောက်ွယ်သွားရင်ကောင်းမယ်လို့ပြောနေတယ်အကြီးကဲကရှန်ရဲမင်းသူ့အတွက်ခံစားချက်တကူကူမရှိဘူးဆိုတာသိကြလားဒါမဖြစ်နိုင်ဘူးမဖြစ်နိုင်ပါဘူးတေချာတာပေါ့မင်းတို့နှစ်ယောက်ကညီကိုမောင်နှမပဲလို့ပြောဆိုစားနှောင်းနေကြတာ ရှန်ကလည်းဒါဘလူဖြစ်နိုင်မှာလေအကြီးအကဲများအကြီးအကဲများနည်းနည်းလေးပို့ပြီးတရားမျှတစွာစဉ်းစားနိုင်မလားလို့ပြောလိုက်ပါတယ်။တပတ်ကဂူချန်းကိုစီးနင်းနေတဲ့လေတင်းမောမှလူတယောက်ဟာရောက်ရှိလာပြီးတို့သူဟာဆရာလို့ခေါ်လိုက်ကဂူချန်းကစုံစမ်းစစ်ဆေးမှုဘလူရှိပြီလေလို့မေးလိုက်ပြီးတို့သူကဆရာစစ်မှန်သောနှက်ပြားကြောင်းတော်ဝင်ဖို့အတွက်လုံးဝစိုးရတဲ့ရင်စွမ်းအင်တွေကိုတက်ပြတ်ဖို့လိုအပ်ပါတယ်။လက်ရှိမှာတောင်ပိုင်းကောင်းကင်မြေကြီးမှာလုံးဝစိုးရတဲ့ရင်စွမ်းအားစစ်မြေပြင်ရှိပါတယ်။လုံးဝစိုးရတဲ့ရင်စွမ်းအားအများအပြားထွက်လာတာကိုတွေ့ရှိရပြီး တောင်သူလောက်တာအများပြစိတ်မပြင်းစီကိုဥတည်နေကြတယ်လို့ပြောပြလိုက်ပြီးကူချန်းကွာညီကိုကြီးကလည်းငါစီစာပို့ထားတယ်လောကအစိုးဝဆုံးရင်းစွမ်းအားကောင်းကင်ဟာနောက်ဆုံးပေါ်လာတာနဲ့အတူပါရမီရှင်အများပြသူတို့ရဲ့ကိုပိုင်နေရာတွေကိုရဖို့အတွက်စစ်မှန်တော့နတ်ပြားចောင်းတော်စီကိုဥတည်သွားကြတယ်ကောင်းကင်ဘုံဧကရစ်တောင်တော်ကမြင်းကျွေးအစီကအခုမင်းငေါ့ဘလို့အံ့အားတင်းစရာတွေယူလာပေးမှလဲကဲသွားကြရအောင်တောင်ပိုင်းကောင်းကင်မြေကြီးစီကိုလို့ပြောလိုက်ပါတယ်တစ်ဖက်ကတောင်ပိုင်းကောင်းကင်မြေကြီးမှာကျင်းကျန်သူတွေကလည်း လက်ရှိတောင်ပိုင်းကောင်းကင်မြေကြီးကလုံးဝအဆိုးဝါးဆုံးရင်စွမ်းအားစိမ့်မြပြင်ဟာငါတို့ရဲ့ကျွမ်းကျင်မှုတွေကိုခြုံတက်ဖို့အကောင်းဆုံးနေရာပဲဒါပေမဲ့ကြော်ကြားတဲ့မျိုးရိုးမျိုးနွယ်တွေကပါရမီရှင်တွေနဲ့ကလေးတွေအများပြားရှိမယ်လို့ကြားရတယ်သူတို့နဲ့ပြိပခဖြစ်မိရင်ငါတို့သူတို့ကိုအနိုင်ယူဖို့ခက်ခဲလိမ့်မယ်ငါသူတို့နဲ့ပြိပခဖြစ်မိမှာမကြောက်ဘူးငါကြောက်တာသူတို့နဲ့ပြိပခဖြစ်မိရင်ငါတို့ရဲ့မူလရည်မှန်းချက်ကိုပြဿနာတက်သွားမှာဒါကမကောင်းဘူးလို့ပြောနေကြပြီးဝမ်ဟူရှွမ်းကမှန်တယ်ဒီတစ်ခါငါတို့သွားရတဲ့ရည်ရွယ်ချက်ကဒီလိုအဆိုးအဝါးဆုံးရင်စွမ်းအားတွေကိုတက်ဖြတ်ပြီး ကျောင်းတော့မှနေရာရဖို့ပဲပြိပခအမျိုးမျိုးအတွက်ဆိုရင်ငါတို့ပြိပခကိုရှောင်နိုင်ရှောင်ရှားလိုက်ပါပါဝင်တဲ့သူတွေကလည်းဒီလိုအကြောင်းမရှိဘူးလို့ပြောလိုက်ပါတယ်ရည်လန်ချက်အလုံးမှတ်ထားပါလုံးဝအစိုးရဆုံးရင်ဆွမ်းအားစိတ်မြင့်ပြင်းတဲ့ဝင်လာရင်ငါတို့စုစည်းပြီးတယောက်ကိုတယောက်ကူညီရမယ်လို့ဆိုလိုက်ကကျန်တဲ့ချင်းချင်သူတွေကလည်းသူစကားကြောက်ကောင်းပြီအလုံးရည်အကိုစကားကိုနားထောင်ကြမယ်နားလေပါပြီလို့ဆိုလိုက်ပြီးချီလင်ရတခင်ရဲ့ချမ်းဟုတ်တာရှိနေရင်ကောင်းမှာပဲ ဒီပါရမီရှင်တွေကသူ့ကြောင့်ငါတို့ကိုနည်းနည်းလေးတတိထားမိပါပဲလို့ပြောလိုက်ကကျန်တဲ့သူတွေကလည်းချီလင်စကားကြောင့်မှန်တယ်တခင်ညာချမ်းကုန်ရှိနေငါတို့လုံခြုံမှုခံစားရတယ်သူကဒီလိုယုံကြည်ရတဲ့သူပဲလို့ပြောနေကြပါတယ်ရီလန်ချမ်းကလည်းပြောလိုက်ကဒီလောက်အရေးကြီးတဲ့ကိစ္စမှာကိုကိုကိုဘလို့ထားခဲ့ရမှာလဲစိတ်မှုပါနဲ့ကိုကိုကြီးကိုစာပို့ပြီးပါပြီဒီရက်ပိုင်းကြာသွားပြီဆိုတော့သူကမကြခင်ရောက်လာမယ်ဆိုတာသိချတယ်လို့ပြောပြလိုက်ပြီးကျန်တဲ့ချင်းညာသူတွေကလည်းကူချမ်းကိုကလာမလား တိတ်ကောင်းတယ်ဒါဆိုရင်ငါတို့ဒီပါရမီရှင်တွေကိုမကြောက်တော့ဘူးလို့ပြောဆိုနေကြတော့ပြုတ်တဲ့မိန်းကလေးတယောက်ဟာချင်းညံသူတွေရှိရဲ့နေရာကိုရောက်လာကမင်းပြောနေတာကူချမ်းကိုဒီမှာရှိမယ်လို့ဆိုလိုတာလားလို့မေးလိုက်ပြီးသူမမြင်သွားကြတဲ့သူတွေဟာကောင်းကင်ဘုံဧကရိတောင်တော်ကမင်းသမီးနဲ့အမဲအောင်ချီတယ်မျိုးနဲ့ပါရမီရှင်တွေပဲဘလို့ပြင်းထန်တဲ့ဆွမ်းအားရှောက်ချက်တွေလေလို့ပြောဆိုနေကြပါတယ်ဒါနဲ့အမဲအောင်ချီတယ်မျိုးတွေကချင်းညံသူယောက်ျားလေးကမင်းသမီးကမင်းတို့မင်းနေတယ်အားလုံးနားကန်သွားကြပြီလားလို့ဆိုလိုက်ပြီးချင်းညံသူမင်းကလေးကလည်းရေလိုက်ကငါတို့နောက်ွယ်မှာမထွက်လာခဲ့ရင် ဒီခေတ်ကဘာလို့မဆိုသူတို့ကိုသူတို့ပါရမီရှင်လို့ခေါ်နေပုံရတယ်လို့ပြောလိုက်ပြီးကျဉ်ညံသူယောက်ျားလေးကလည်းဟမ်မင်းတို့ကုနေရကိုတီးပါလို့ဆိုလိုက်တာတခြားကျဉ်ညံသူတွေကသူသူတွေရဲ့စကားကြောက်ဒီလူတို့ဆိုကတင်းနေကြပြီးလူယူတွေကလည်းသူသူတွေကိုတိုက်ခိုက်ဖို့ပြင်ဆင်နေတော့ရီလန်ကျန်ကလည်းတားထားလိုက်ပြီးကောင်းကင်တောင်မင်းသမီးကမစိုးရင်ပါနဲ့ဒီလူတွေကအရန်အားကောင်းတယ်သူတို့ထဲကတချို့ဆိုငါတောင်တိုက်လို့မရဘူးလို့ပြောပြနေကရီလန်ကျန်ကဘူကလာမယ်လို့ပြောထားပေမဲ့သူဘယ်တော့လာမလဲဆိုတာငါမသိဘူးလို့ပြောနေတော့ ကျုပ်ရဲ့ဖိအားတစ်ခုခံစားမိတော့ပြီးထိတ်လန့်သွားကအခုနအမဲရောက်ချီလင်မျိုးနေတာသူကရီလန်ချမ်းရှိကိုရောက်လာပြီးမင်းကရီလန်ပြင်းမဲ့ထင်တယ်ဟုတ်လားဒီကူချမ်းကိုနဲ့တန်းသူကုံတေရင်နဲ့အဆင့်တန်းရှိတဲ့ကောင်လေးရှီဟောင်မင်းစစ်မှန်တော့နှက်ပြရဲ့ခန္ဓာရှိသူဒါပေမဲ့ငါမြင်တာကတော့မင်းကတိတ်ပြီးမကောင်းတယ်လို့ပဲရှိနေတယ်ကူချမ်းကိုဆိုတာမတရားကုံတေရင်ရထားတဲ့သူတယောက်ပဲပြင်းမဲ့ထင်တယ်လို့ပြောလိုက်ပါတယ်သူသူရဲ့စကားကြောင့်ကျဉ်ညက်သူတွေကဘလို့တော့အသင့်ရဲနေတာလေလို့ပြောလိုက်ပြီးဝန်ဝူရှွမ်းရတယ် ကိုကိုကတရားဝင်ဂိုင်းတွေထဲမှာရှိတဲ့ပါရမီရှင်တွေရဲ့ထိတ်ဆုံးကလူပါမင်းတို့စကားမပြောခင်တေချာစဉ်းစားသင့်တယ်မဟုတ်ရင်လို့ပြောနေတော့ခုနလူကပြုံးလိုက်ရင်ဟမ် तू ကတရားဝင်ဂိုင်းတွေထဲမှာရှိတဲ့ပါရမီရှင်တွေရဲ့ထိတ်ဆုံးကလူလားသူ့ကိုစိန်ခေါ်မဲ့သူမရှိလို့ထိတ်ဆုံးဖြစ်နေတာပဲဒါကြောင့် तू ထိတ်ဆုံးလို့ပြောရတာလို့ပြောလိုက်ပြီးရင်းယူကကိုဒီလိုရဲဆိုင်မလုပ်ပါနဲ့သူလာနေပြီဆိုရင်ငါမင်းတို့နဲ့အတူဒီမှာစောင့်နေမယ်ဒီတခါတော့သူ့ကိုမြင်ရမှာပဲလို့ဆိုလိုက်ကရီလန်ကျန်ဒါကမတင်တော့ပါဘူး ကျွန်တော်တို့ကတော့ပြောနေတော့ရင်းယူပါမသိတော့ဘူးဆိုတာဘာကိုပြောတာလဲကောင်းကင်ဘုံဧကရစ်တောင်တော်ကလူတယောက်နဲ့နီးစပ်ခွင့်ရတာဂုံယူစရာပဲရီမိသားစုနဲ့ဝမ်မိသားစုတောင်မှမင်းတို့ရဲ့မိသားစုနောက်ခံတွေကငါတို့ကောင်းကင်ဘုံဧကရစ်တောင်တော်လောက်မခိုင်ပါဘူးဒီခါတော့သူပေါ်လာတဲ့အထိငါစောက်မယ်လို့ပြောလိုက်တယ်သူတို့တွေစကားပြောနေကြတော့ထပ်ဆောက်စရာမလိုတော့ပါဘူးဆိုကဘူချန်းကွာပြောလိုက်ပြီးသူ့အတန်ကြောက်ကျဉ်ညံသူတွေဟာအတန်လာရဘက်ကိုကြီးနေကြကဘူချန်းကွာငါရောက်နေပြီစောက်ဆိုင်ခဲ့ရတဲ့အတွက်တောင်းပန်ပါတယ်လို့ဆိုလိုက်ရင် chapter 139ကဒီမှာတင်ပြီးသွားပါတယ် chapter 120အစမှာကျင်းကြံသူတွေဟာကူချမ်းကိုရောက်ရှိလာတာကိုမြင်လိုက်ရပြီးရင်းယူဟာကူချမ်းကိုလို့ပြောလိုက်ကတခြားကျင်းကြံသူတွေကလည်းပြုံးနေကြရင်တခင်ညာချမ်းကိုကူအကိုလို့ပြောဆိုနေကြပြီးအမင်းရောင်ကြည်လင်မျိုးတွေကအကူကလည်းနောက်ဆုံးသူရောက်လာပြီကွာငါ့ရဲ့လက်ရုံးရင်စမ်းကြည့်ရအောင်လို့ပြောနေတော့ကူချမ်းကိုဟာအချိန်တွေကိုခဏရက်တန်းလိုက်ပြီးထိုကျင်းကြံသူတွေကြားထဲကိုရောက်သွားပါတယ် တို့ဖြစ်ကြောင်ရီးယူနေအမဲရောင်ကြီးလင်းမျိုးနဲ့ကအာကူဆိုသူကလည်းထိတ်လန့်သွားကကူချန်းကိုကဟုတ်ပြီမင်းတို့လိုက်ချနေတဲ့ကူချန်းကိုဆိုတာငါပဲကောင်းကင်ဘုံမင်းသမီးနဲ့အာကူညီလေးကငါ့ကိုဗာများချင်းမြက်မှာတော့ဘာလို့စုံမစကားတွေပြောကြမလဲလို့မေးလိုက်ပြီးအာကူဆိုသူကလည်းထိုအချိန်လေးကြောင့်ထိတ်လန့်သွားကရင်းယူကချမ်းရှင်းကူမျိုးနွယ်ရဲ့တခင်ရဲ့တူအနေနဲ့ကျမအကူမကောင်းစွာအသက်ရဲ့အမွေဆက်ကံသူတို့အလွယ်တကူထင်မှတ်ကိုစွပ်စွဲတာမိမားတယ်လို့မထင်ဘူးလားလို့မေးလိုက်တယ်ကူချန်းကိုကလည်းရင်းယူအရှင်မ မင်းအချက်လက်မာရင်းနေပါတယ်ကျွန်တော်ဘယ်တော့မှမင်းရဲ့ကိုမကောင်းဆိုရရဲ့အသက်အမွေဆက်ကံသူလို့မစွတ်စွဲခဲ့ပါဘူးလို့ပြောလိုက်ပြီးလီယူလီရလည်းမှန်တယ်သူတို့ကမလုပ်ခဲ့တဲ့အရာတစ်ခုအတွက်ဘာလို့သူများကိုစွတ်စွဲနေရတယ်လဲလို့ဆိုလိုက်ကကူချန်းကွာပြီးတော့ကျွန်တော်ကသူတော်စင်စီချင်းရဲ့စကားကိုအခြေခံပြီးကောက်ချက်ချတာပါလို့ပြောပြလိုက်ပါတယ်ကူချန်းကွယ်စကားကြောင့်ရင်းယူကကူချန်းကိုအချောင်းပြတ်ချက်တွေများနေပြီးငါလူတွေစီရင်ခံတာကရှီဟောင်းလူသားမျိုးနဲ့နန်းတော်ကသူတော်စင်ကကိစ္စတွေဆွေးနွေးဖို့မင်းရဲ့အကူမျိုးနဲ့စီကိုအချိန်ချင်းတွားရောက်ခဲ့တယ်ဆိုတာပဲ မိရဲ့ရှေ့ဟောင်းလူသားမျိုးတဲ့နန်းတော်တစ်ခုစလုံးဟာငါတို့ကောင်းကင်ဘုံအီဂရစ်တောင်တော်ဆွဆွဲဖို့ကြိုးစားနေကြတာမင်းဘာလို့ချင်နေတာလဲလို့မေးလိုက်ပြီးကူချန်းကမိရဲ့တုတ်ပြန်မှုကကျွန်တော်နည်းနည်းရှုပ်သွေးစေတယ်မကောင်းစိုးကအသက်ရဲ့အမွေခံကိစ္စပေါ်တန်တန်ယူဆစရာမဟုတ်ပြီးတော့မိရဲ့အပြစ်ကင်းစင်မှုကိုတတ်သိပြဖို့နီလန်းတွေတွေးမဲ့အစားမိရဲ့အတီမဒေါ်လာချွတ်ပြီးရက်နေတာမင်းကျွန်တော်တို့ကပြောချင်တာလေမင်းကိုဆွဆွဲခဲ့တဲ့ရှေ့ဟောင်းလူသားမျိုးနဲ့နန်းတော်မိရဲ့အမြင်ဆိုင်ရဲဒါဆိုရင်မိရဲ့ဒီကိုလာပြီးကျွန်တော်ဒုက္ခပေးရတဲ့နောက်ွယ်ရဲ့အရေးချက်ကပါလဲ မင်းကကျွန်တော်ဟာကျင်နာတတ်တဲ့သူလို့ထင်လို့ကျွန်တော်ကိုဖိအားပေးရတာလွယ်မယ်လို့ထင်တာလားဆိုပြီးပြောလိုက်ပါတယ်သူစကားကြောက်ကျင့်ညံ့သူတွေဟာရင်းယူလို့အဖွဲကိုကောင်းကင်ဘုံဧကရစ်တောင်တော်ကအရန်အာနာကြီးလုံးနဲ့မင်းတို့တွေကလူတိုင်းကိုစန့်ကျင်ပြီးမကောင်းဆိုးတဲ့အသက်ရဲ့အမွေခံကိုကာကွယ်ဖို့စူးစမ်းရင်းစူညံနေတာပဲမှန်တယ်သူတို့ကဒီကိုအရောက်လာမှတကယ်ကိုစိတ်ရှုပ်ဖို့ကောင်းတယ်သူတို့ကအဓိကအာယုံပြည့်ကျင်နေတယ်လို့ပဲလို့ပြောဆိုနေကြပြီးဝမ်ဟူချွန်ကကျမအမအကိုလှုပ်ချန်ဖို့ကြိုးစားတဲ့သူမှာကောင်းကင်ဘုံဧကရစ်တောင်တော်ရဲ့မူလဆွမ်းအားရဲ့အနှစ်သာရရှိတယ်ဆိုတဲ့အချက်လက်ပဲ မင်းတို့တာဝန်ရှောင်ရှားနေတာလားလို့မိလိုက်ကတို့အချင်းတွေကြောက်ရင်းယူတော့အဖွဲကမင်းကလေးကအရှင်မညင်ဒါလို့ပြောနေပြီးရင်းယူရလဲငါလို့ပြောနေကအာကူဆိုသူကလည်းတိတ်ဆိတ်နေပါတယ်ဘူချန်းကွာအားလုံးရှိယူစကားတကွန်းရှိရဲ့နဂားနဲ့ကြားရေရတာလွယ်ပေမဲ့တို့ရဲ့အယူရေရတာခက်တယ်လူတွေအတွက်လည်းအတူတူပါပဲတို့ရဲ့အပြင်ဘက်ကိုငါတို့ကတီးနိုင်ပေမဲ့တို့ရဲ့အစ်စ်မှန်တဘာဝကိုမသိဘူးရင်းယူအရှင်မဟာမသိပဲနဲ့တခြားသူတယောက်ရဲ့အုံချခံဖြစ်နေတယ်ဆိုတာသိကြတယ် အရာအလုံးကိုသူမအပေါ်အပြစ်မတင်လိုက်ကြပါနဲ့ငါတို့အားလုံးဒီမှာစုဝေးနေကြတဲ့ရှားပါတဲ့အခွင့်အရေးပဲဒါကြောင့်ငါတို့မပျော်ရှင်စေတဲ့အရာတွေကိုမစင်စားကြပါနဲ့လို့ပြောလိုက်ပြီးရီလန်ကျန်းကလည်းကိုကိုပြောတာအမှန်တယ်ငါတို့စိတ်နှလုံးကမကြေပြန့်ရင်တခြားသူတွေဘလို့ငါတို့နောက်လိုက်ပါလာနိုင်မှာလဲလို့ဆိုလိုက်ပြီးလီယူလီယာ "तू ကကြီးမားတဲ့ပုံရိပ်တွေကိုကြည့်တယ်သူတို့တွေနဲ့မတူဘူး"လို့ပြောနေပြီးဂူချန်းကူကရင်ရီကိုမင်းကျွန်တော်ကိုချီးကျူးတာနည်းနည်းများတော့ပြီးငါတို့အားလုံးကတရားဝင်ခိုင်ရလူတွေပဲ ငါတို့ရဲ့ပန်းတိုင်အားလုံးရဲ့ရှေ့မှာငင်းချမ်းကြီးကိုထားသိနေလို့ဆိုလိုက်ကကူချမ်းကိုကစပွဲနောက်ထိုင်လိုက်ပြီးဝိုင်းတခွက်ကိုညှင့်နေပြီးနေကလာခဲ့ပါရင်းယူမီနီမီငါတို့နဲ့အတူတခွက်လောက်တောက်မယ်မလားကျွန်တော်မျက်နှာစာပြီးရင်ပေးပါတယ်လို့မြင်ပါဆိုပြီးပြောလိုက်ပါတယ်ကူချမ်းကိုရဲ့အပြုတ်မှုကြောင့်အာဂူဆိုသူကလည်းမီနီမီဒါအလိုပြောနေတော့ရင်းယူဟာစိတ်မပါတဲ့ပုံစံအောင်လုပ်နေပြီးစပွဲကုန်နောက်ထိုင်လိုက်ကခွက်ကိုမြောက်လိုက်ရင်ကူချမ်းကိုကျမအကူမကောင်းဆိုတာအသက်ရဲ့အမွေခံလို့တန်တရားရှိတာကိုဖယ်ရှားဖို့အထောက်အထားရှာရမှာပဲ ဒီခွက်ကအခုနကျမတို့ဒုက္ခအကျက်တွေကနေကယ်တင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ဆိုလိုက်ပြီးဦးချန်းကစိတ်မူပါနဲ့မင်းဟာမပြစ်မရှင်းလင်းပြီးဖြောင့်မတ်တဲ့သူဆိုတာကျွန်တော်သိတယ်ဒါကြောင့်မင်းဒီလိုမကောင်းတဲ့ရည်ရွယ်ချက်နဲ့လာတာမဟုတ်ဆိုတာသိတယ်မဟုတ်ရင်မင်းနဲ့သူရှိတဲ့လူနှစ်ယောက်ရဲ့ခေါင်းကျွန်တော်ခြေတော်အောက်မှာကျိတ်ပြီးချိန်မုန်းခဲ့မှာပဲလို့ပြောလိုက်ပါတယ်ရင်းကြီးကကူချန်းကိုရဲ့စကားကြောင့်မင်းလို့ပြောလိုက်ပြီးကျွန်တဲ့သူနှစ်ယောက်ကလည်းငါသူ့စကားကိုမကြောက်ငါသူ့စကားကိုမကြောက်လို့ဆိုကစိတ်ထဲကနေပြောဆိုနေကြပြီးကူချန်းကိုက ကျွန်တော်အမင်းဆိုရင်တခြားသူတွေနဲ့အငင်းခုံလုပ်ပြီးအချိန်ကုန်မှာမဟုတ်ဒီကောလာဟာလာပြန့်နှံ့ရတဲ့အစာပြူရရဲ့အကြောင်းရင်းရှိရမယ်ကောင်းကင်ဘုံမင်းသားကလည်းခစ်ရဲ့ကြော်ရတဲ့ပါရမီရှင်ပဲသူတကယ်ပဲဆွဆွဲခံရရင်ဘာလို့ तू ကမထွက်ပြီးကျွန်တော်တို့ကိုမရင်ဆိုင်ရတယ်လေလို့မိလိုက်ကရီလန်ချန်ကလည်းကိုကိုပြောတာမှန်တယ်ကောင်းကင်ဘုံအီဂရစ်တောင်ကလက်ရှိမှာသူ့ကိုတန်တရားရှိတဲ့သူတိုင်းအောင်သူတို့ရဲ့ရန်သူအဖြစ်မြင်နေတယ် ဒါပေမဲ့လှုပ်ချက်မှုစ조사သူတွေမှာကောင်းကင်ဘုံအီဂရစ်တောင်ရဲ့ဂိုင်းအောင်ရှင်းရှင်းလင်းလင်းပိုင်ဆိုင်တဲ့အဆုံးစွန်တော့ကျွမ်းကျင်မှုရှိတဲ့အကြောင်းကိုသူတို့ကဘယ်တော့မှမရှင်းပြခဲ့ဘူးလို့ပြောလိုက်ပြီးရင်းယူဟာထိုစကားကြောင့်တိတ်သိမ့်နေပြီးရင်ရှမ်းအကြောင်းကိုပြန်မြင်ရောင်နေရင်ရင်ရှမ်းကမကြသေးခင်ကတရားအထုတ်နေစဉ်ကျွန်တော်မတော်တဆကျွန်တော်အသိမဉဏ်တွေကိုဖျက်တော့မိသွားတယ်ဆိုတဲ့စကားကိုကြားရောက်နေတာအကိုကြီးလို့စိတ်ထဲကနေပြောလိုက်ပြီးရင်းယူဟာနားလဲပါတယ်ကျွန်မအကိုရဲ့ပင်ကိုစရိုက်နဲ့လောက်ရက်တွေကိုတတိထားပြီးတန်ပြရှိမရှိစစ်ဆေးမယ်လို့ပြောလိုက်ပါတယ် ရည်လံကြရင်းယူမင်းသမီးမင်းတကယ်ပဲတရားမျှတတဲ့သူပါပြီးတော့ကြီးမားတဲ့ပုံရိပ်တွေအတွက်အရာရာဆွန့်လွတ်နိုင်တယ်မင်းကိုကျေးဇူးတင်ပါရစေလို့ပြောလိုက်ပြီးဦးချမ်းကရည်လံကျန်းအပြုမှုကိုကြီးနေရင်မင်းကတော့တကယ်ကိုအပြောဆိုတတ်ဆုံးပဲရင်းကြီးကိုလို့တွေးနေကရင်းယူပါဒီနေ့မင်းတို့အနောက်ဆက်ပေးမိတာငါ့အမားပါဒါကြောင့်ဒီအရက်ခွက်ကိုငါတောက်ပြီးကျမမားတော့စီကြုံးမယ်လို့ပြောလိုက်တယ်ဦးချမ်းကသူမရဲ့စကားကြောင့်ရေလိုက်ပြီးရင်ယူအရှင်မလည်းဒီလိုရဲရင်ပြီးရှင်းလင်းတဲ့သူဖြစ်မယ်လို့မထင်သာမိဘူးကောင်းကောင်းတောက်ကြရအောင်လို့ပြောနေတော့ သူမဟာတခွက်တည်းနဲ့မောက်သွားတာကိုကူချန်းကုန်နဲ့ရီလန်ချာကြောင်သွားကအကူကလည်းသူတခင်မရဲ့အခြေအနေကြောင့်အရှင်မရင်ကအရင်မတော့တတ်ဘူးလို့ပြောလိုက်ပြီးကူချန်းကူဟာအဆင်ပြေပါတယ်သူမကိုခေါ်ပြီးပြန်သွားလိုက်ပါကျွန်တော်မင်းကိုမပို့တော့ဘူးလို့ပြောလိုက်ပါတယ်သူတို့ထွက်သွားကြပြီးနောက်ကူချန်းကူဟာနောက်ထပ်မကောင်းဆိုးပါအသက်ရဲ့အမွေဆက်ခံသူတယောက်ရှိတာလားရီအကိုမင်းတေချာရဲ့လားလို့မေးလိုက်ပြီးရီလန်ချာလီယူလီနဲ့ကျွန်တော်ကိုယ်တိုင်မျက်ဝါးထင်ထင်မြင်ခဲ့ရတာပါမားမှမဟုတ်သူအဲ့တုန်းကကျင့်ကြံအားထုတ်နေတယ် ဒါပေမဲ့ဒီစွမ်းအားရှောက်ချက်နဲ့လှုပ်ရှားမှုတွေဟာတာမြင့်ထားတဲ့မကောင်းဆိုးဝါအသက်ကိုပေါ်ပြနေတဲ့မှတ်တမ်းတွေနဲ့အတိအကျတူနေတယ်လို့ပြောပြလိုက်ပြီးဦးချန်းကလုံးဝအဆိုးဝါးဆုံးရင်းစွမ်းရင်ကောင်းကျင်ပေါ်လာတာနဲ့အတူငါတို့စိုးရင်ရမယ်ပုံခွက်ရမယ်အန်ဒီရတွေကလည်းအများကြီးရှိနေတယ်လို့ပဲလို့ဆိုလိုက်တာရီလန်ချန်းကဒါကြောင့်ငါတို့ဒီအရာကိုတိတ်တိတ်လေးထားဖို့စီစဉ်ခဲ့တာသူတို့တတိထားပြီးမှကြောက်လို့ပါဒါကြောင့်ကျွန်တော်ကအရင်ဆုံးမင်းနဲ့ဆွေးနွေးနေတာပါလို့ပြောပြလိုက်တယ်ဦးချန်းကရင်းညီကိုမင်းမှန်တယ် အခုအစားပြီးမကောင်းဆိုးဝါးရဲ့အသက်အမွေဆက်ခံမှုနဲ့ဆက်ဆက်တဲ့အရာတိုင်းကိုကျေးဇူးပြုရည်ကျွန်တော်စီမှာဆွေးနွေးပါဒါမှငါတို့မလိုအပ်တဲ့တန်ရာတွေနဲ့တည်ဆုံးမှုတွေကိုတားဆီးနိုင်ဖို့တသက်ကြွကြလှုပ်ဆောင်နိုင်မှာငါအားကောင်းလေလေပို့ပြီးကြီးမားတဲ့တာဝန်ထမ်းရလေလေဆိုကစိတ်အားဆက်ဆံစွာနဲ့လက်ချင်းချင်းကိုစုပ်ကိုင်လိုက်ပြီးရည်လန်ချက်ကိုအကိုတရားဝင်ဂိုင်းမှာမင်းရှိနေတာတကယ်ကိုကောင်းတာပဲလို့ဆိုလိုက်ကဘူချန်းကိုကလည်းရင်းကြီးကိုမင်းလိုမျိုးမိတ်ဆွေရတာကျွန်တော်ကံကောင်းမှုပါပဲလို့ပြန်ပြောလိုက်ပြီးဘူချန်းကိုကဒါတွေအားလုံးကငါ့စီကတကယ်စကားတွေပါ ဒါပေမဲ့ငါလွင်နောက်ထပ်မကောင်းဆိုးကအသက်ရဲ့အမွေခံတယောက်ရှိနိုင်လားသူတို့ကအတူရောင်ဆောင်နေရလားစောက်ကြည့်ရမယ်ဖြစ်နိုင်တယ်လို့တွေးနေပါတယ်ဒီလိုနဲ့ညအချိန်ကိုရောက်သွားပြီးကုချန်းကအမတ်မှုပင်ရဲ့အောက်ချင်မှာရေယုံနဲ့အတူရှိနေပြီးရေယုံကဆရာဘာလို့ဆရာရေယုံကိုထားရခဲ့တာလဲလို့ပြောနေကကုချန်းကအယူမလေးရင်ဆရာမှာကိစ္စရှိတယ်ဆရာကမင်းကိုဘလို့စွန့်ပစ်နိုင်မှာလဲမင်းကဆရာရဲ့တပည့်တယောက်ပဲလေလို့ပြောနေကြတော့အင်ဂျီအနီအောင်နဲ့မင်းကလေးတယောက်ဟာဓာတ်ကိုကင်နာပြီးဆရာလို့ခေါ်လိုက်တယ် ။ဦးချန်းကွာထိုအတန်ကြောင့်အနောက်လဲကြည့်လိုက်ကအင်ဂျင်အနီအောင်နဲ့မင်းကလေးကမကောင်းဆိုးဝါးစွန့်ရင်နဲ့အတူကျမမင်းရဲ့တပည့်ဖြစ်တင်တာဒါဆိုဘာလို့မင်းကကျမကိုမိသွားရလဲလို့ဆိုကသွေးမျက်ရည်တွေစည်းကြနေတော့ဦးချန်းကွာအိမ်မက်မက်နေပြီးရုပ်တရက်လန့်လို့လာကဦးချန်းကွာထိုအိမ်မက်ကြောင့်ကြောင်လွားပြီးဒါကတုတ်ပြန်ပုံအုပ်ထားတဲ့မက်ညံလားဒါမှမဟုတ်အိမ်မက်လားငါလိုမကောင်းဆိုးဝါးကောင်းလေးမှာအိမ်မက်စိုးတွေကရှိနိုင်လို့လားဒီဒီတင်းကလူဝက်ချက်ဖြစ်ရင်လို့ဆိုပြီး system ကိုဖွင့်လိုက်ပါတယ်စစ်တမ်မှာရေးရတာမိကကောင်းကင်ဘုံတမီတော်ပြည့်ရက်ကိုစတင်ခဲ့သည့် အနီယာဝစ်ဆောင်ပါမကောင်းစွာမိမ့်မသူမရှိကလေးကတေဆုံးသွားပြီသူမရဲ့ကိုခန္ဓာကတမုတ်တရားအเจ้าနဲ့ကြီးထဲမှာကျသွားတယ်ဒါပေမဲ့မင်းအပေါ်သူမရဲ့အမုန်းကမပြတ်သားခဲ့ဘူးအခုသူမရဲ့တိရှိမှုကအမောင်တို့ကနေပြန်ရောက်လာပြီသူမလက်စားချေဖို့ဘာမှစိုးလုပ်မယ်တကဘာလုံးကိုသွေးနဲ့စေကြောပြင်းရင်အောင်မပေါ်လို့ရေးထားကဦးချမ်းကလည်းဟမ်ကောင်းကင်ဘုံမင်းသမီးတော်လားသူမမကောင်းစွာမဟုတ်ဘူးဆိုတာသိကြလာလို့စနစ်ကိုပြန်မေးလိုက်ပြီးစနစ်ကဗီဒီယိုတခုပြလိုက်တာသူဗီဒီယိုထဲမှာ လူတွေဟာထိတ်လန့်နေကြတာသူလူတွေရဲ့အရှိမအင်ဂျင်အနီအောင်နဲ့ကောင်မလေးနဲ့သူမရဲ့ဆရာဆိုသူဟာရှိနေကြပြီးသူဆရာကလည်းမင်းရဲ့မိသားစုအားလုံးကိုသူတို့ကတတ်ပြစ်လိုက်တယ်ကြေးရွာအားလုံးလည်းသူတို့ကမီးရှို့ပြစ်လိုက်တယ်သူတို့အားလုံးကမင်းရဲ့ရန်သူတွေပဲအခုငါသူတို့ကိုမင်းစားဖမ်းပေးပြီးပြီသူတို့တတ်ပြစ်ဖို့ပဲဖြစ်ဖြစ်လှုပ်ပေးဖို့ပဲဖြစ်ဖြစ်အားလုံးကမင်းအဖို့မူတည်ရယ်သွားပါလို့ပြောလိုက်တယ်အင်ဂျင်အနီအောင်နဲ့မင်းကလေးဟာသားတစ်ချောင်းအုံအုံရည်နဲ့ကင်ထားပြီးသူတို့တွေအားလုံးကိုတတ်ပြစ်လိုက်ကသူမကသူမရဲ့ဆရာလက်ကိုကင်ပြီးဆရာလို့ခေါ်လိုက်ကာ ်သူမသူ့ဆရာကိုကြီးနေရင်ကျမကြီးလိုက်ရင်ဆရာကိုလက်ထပ်ချင်တယ်လို့ပြောလိုက်ပြီးထို့သူကလည်းသူမရဲ့ခေါင်းကိုပုတ်ပေးနေရင်မင်းကအရင်ကြီးလာပါစေလို့ပြောလိုက်ပါတယ်ဒီလိုနဲ့သူမဟာစပင်ရှိရှိနဲ့အရွယ်ရောက်လာပြီးကြီးပြင်းလာတာသူမသူ့ဆရာရှိတဲ့နားကိုတွားလိုက်ပြီးဆရာမင်းကဒီသမျှစုကြီးတွေကိုစီစဉ်ခဲ့တာလားလို့မေးလိုက်တာထို့သူကလည်းဒါဆိုငါဘာလုပ်ခဲ့တာလဲလို့ပြန်မေးလိုက်ပြီးသူမကလည်းရုတ်တရက်သူ့ဆရာနားကိုတိုက်ခိုက်ဖို့ပြေးသွားတာသူမကလည်းထို့သူကိုဓာတ်နဲ့ထိုးတော့မဲ့အချိန်ရက်တန့်လိုက်ပြီးသူမမျက်ရည်ကျနေတာ ်ဆရာဆရာအကြောင်းပြချက်ကိုပြောပြနိုင်မလားလို့မေးလိုက်ပြီးသူတို့ကလည်းမပြောနိုင်ဘူးလို့ဆိုကပြောလိုက်တယ်ဆိုဖြစ်ပျက်ကိုကြီးနေတဲ့ကုချန်းကွာကြောင်ကြီးနေပြီးဘာလို့ဒီဟာရူးရူးရှင်းရှင်းပါလားဘာလို့လဲလို့ပြောလိုက်ရင် chapter 120ရာဒီမှတင်ပြီးသွားပါတယ်